မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုဆက်လက်အစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့တော်လန်ရဲကိုထောက်ခံ၍ကလေးနှင့်အမျိုးသမီးများအပါအဝင်လူအများအပြားကိုတပ်ဖြတ်ခဲ့ကြောင်းစစ်ကောင်စီဝန်ခံဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ရှင် ကလေးများအပောင်းလူပေါင်း180ခန့်တည်ဆုံနေသောပစည်းကြီးလေကြောင်းတိုက်ခိုက်မှုအပောင်း2021အာနာသိမ့်မီနောက်ပိုင်းအရတားများတည်ဆုံခဲ့သည့်တိုက်ခိုက်မှုများအား၎င်းတို့ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီကပထမဆုံးချိန်ထုတ်ဖော်ဝန်ခံလိုက်သည်။နေပြည်တော်သို့လာရောက်ခဲ့သည့်အဇာဇီယာတရင်တောင်းနှင့်အင်တာဗျူတွင်စစ်ကောင်စီပြန်ကြားရေးတာဝန်ခံဗိုလ်ချုပ်စောမင်းထွန်းကဝန်ခံပြောဆိုခဲ့ခြင်းဖြစ်သည်။ ် PDF များကိုတိုက်ခိုက်သည်ဆိုပြီးကလေးများအပါအဝင်အရက်သားများထိခိုက်သေးဆုံးသည်ကိုလက်ခံပါသလားဟုမေးမြန်းမှုအပေါ်စောမင်းထွန်းကကလေးတွေအများကြီးပါတယ်ဆိုတာကသူတို့ကတောင်ချမ်းသူအဖွဲ့အစည်းတွေနဲ့ဆက်ဆက်နေတဲ့အုပ်စုတွေနဲ့ပတ်သက်နေလို့ပါအဲ့ဒီတော့ဟုတ်တယ်ကျွန်တော်တို့တိုက်ခိုက်ခဲ့တယ်ဟုဖြေကြားခဲ့သည်ပြေဆိုနေစဉ်တိုင်းမျက်နှာအမူအရခက်ထန်တင်မာနေပြီးတိုက်ခိုက်မှုဆိုမှတော့ဘေးရက်ဆိုးကျိုးရှိမှာပဲလေဒါကစိတ်ရဲသဘောပဲငင်းဆန်လို့မရပါဘူး ရှင်းပါတယ်အကျန်းဖက်မှုတွေနဲ့အကျန်းဖက်သမားတွေကိုမထောက်ခံရင်တိုက်ခိုက်ခံရစရာအကြောင်းမရှိပါဘူးဟုထပ်မံဖြေကြားသွားသည်စစ်ကောင်စီကအကျန်းဖက်ဘုံကျဲတိုက်ခိုက်မှုများအတွင်တချိန်တည်းတွင်လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည်ပစီကြီးရွာလေးဆောင်တိုက်ခိုက်ခံရမှုဖြစ်စဉ်သည်2023ဧပြီလ17ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည် ရုရှားနိုင်ငံတို့တိုက်လေရင် YAK-130 ဖြင့်ပေါင်900ဖြားဖြင့်ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ပြီး MI-35 ရဲ့အရင်ပေါ်မှာစစ်တပ်နဲ့များဖြင့်ပတ်ချလေပြန်တမ်းပစ်ခတ်ခဲ့သည်။ရှင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်40ကိုဝန်ဆောင်မိခင်များအပါအဝင်အမျိုးသမီး24ဦးအရသား168ဦးသေဆုံးခဲ့သည်။50ထက်မနည်းသည့်ကိုလက်အင်အားများဆုံးရှုံးခဲ့ပြီးမတန်ဆန်းပွားရောက်ခဲ့သည်။ထို့ဖြစ်ရသည့်လေးချောင်းမှတိုက်ခိုက်ပြီးနောက်မြေပြင်၌တူလောင်ထားသည့်ရန်များပောက်ကွဲခြင်းကြောင့်ထိခိုက်သေးဆုံးမှုများပြားခဲ့ခြင်း ဟုစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ခဲ့သည် စစ်တပ်ရဲ့ဝန်ခံလိုက်တဲ့တရင်ကြားရဲပြအယက်သားတိတ်ဆုံမှုတွေကိုတောင်းအောင်ခံမှုဝိုင်းစူးစားပေးပါဟုပစီစည်းလေးချောင်းတိုက်ခိုက်ခံရမှု၌မိသားစုဝင်၃ဦးတိတ်ဆုံခဲ့သူဟာပြောသည်စစ်ကောင်စီသည်လူထုတော်လှန်ရေးအတွင်းအယက်သားများပြစ်မှတ်ထား၍လေးချောင်းတိုက်ခိုက်ခြင်းနနက်ကြီးပြစ်ခတ်ခြင်းမြေပြင်စစ်ကြောင်းများကတပ်ဖြတ်ခြင်းများပြုလုပ်နေပြီး2021ခုနှစ်မှာ2025ခုနှစ်မတ်လအထိအယက်သားတိတ်ဆုံသူ6000ကျော်ရှိနေပြီဖြစ်သည်စစ်ကောင်စီယခုကဲ့သို့ဝန်ခံမှုကိုနိုင်ငံတကာအနေဖြင့်အမှတ်တမ်းယူထားရင်သခိုင်းတိုင်းမှာကောက်ရေး ဲဘော်တကူကပြောသည်အစိုးရဆိုတဲ့စိတ်မရှိဘဲနဲ့လူတို့ကိုတတ်နေတာကိုနိုင်ငံတကာအနေနဲ့ရှင်းရှင်းလင်းလင်းမြင်ဖို့လိုတယ်ဟုအဆိုပါရဲဘော်ကပြောသည် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်ဂျူလီဘေးရှော်သည်ပြီးခဲ့သည့်ဧပြီလ10ရက်တွင်ငလင်ဘေးကုညီရေးအတွက်မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့သည်။၎င်းရောက်ရှိနေချိန်တွင်စစ်ကောင်စီကအရတားများအားပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေခဲ့သည်။မတ်လ28ရက်ကငလင်တန်းကုညီကယ်ဆယ်ပြုလုပ်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမတ်လ30ရက်မှဧပြီလ12ရက်အထိနှစ်ပတ်ကြာထိုးစစ်အားလုံးရပ်တန့်ထားမည်ဖြစ်ကြောင်းမတ်လ29ရက်၌ကြေညာခဲ့သည်။ ထို့နောက်ဧပြီလ23ရက်မှစ၍နောက်ထပ်တစ်ပတ်အကြာအပြည့်အဝတက်တန်းတိုးခဲ့သည် AA, MNDAA နဲ့ TNL တို့ပါဝင်တဲ့ညီနောင်မဟာမိတ်၃ဘွဲကလည်းတလကြာထိုးစစ်အလုံးရက်တမ်းမျိုးဧပြီတရက်တွင်ကျင်းညာခဲ့ပြီးကချင်လွတ်လပ်ရေးဘွဲ KIO ကလည်းခုခံကာကွယ်လုပ်ငန်းများမှလွှဲရေးထိုးစစ်များ၃ဘက်ကြာရက်တမ်းမျိုးဧပြီ၂ရက်တွင်ကျင်းညာခဲ့ပြီးစစ်ကောင်စီကဧပြီလ၂ရက်နေ့မှဧပြီလ၂၂ရက်ထိအပြည့်ရက်ထားမျိုးကျင်းညာခဲ့တော့လေလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်နေတယ်စစ်ကောင်စီကမတ်လ၂၈ရက်မှဧပြီလ၁၁ရက်ထိလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု၁၀၂ကြိမ်ပြုလုပ် ခဲ့ပြီးအရက်သား132ဦးသေဆုံးက132ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ12ရက်တွင်ထုတ်ပြန်ထားသည်လက်ရှိသင်္ကြန်ကာလအတွင်းတွင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်ရှိခိုဆလဘေငလင်ကြောင့်အရေးပေါ်ကူညီလိုအပ်သူပြည်သူနှစ်တန်းထက်တိုးလောင်စုစုပေါင်းငလင်ဘေးတင်ပြည်သူ6.3တန်းကျော်ရှိဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် မြန်မာနိုင်ငံမှာငလင်းကြောက်ထတ်တိုးလူကြီးနှစ်တန်းခန့်ဟာအရေးပေါ်အကူအညီတွေနဲ့ကာကွယ်ဆောင်ရှောက်မှုတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရော OCHA ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်းကြီးကြောင့်လူကြီး၄သမ3တန်းကျော်ဟာအကူအညီလိုအပ်နေခဲ့ပြီးဖြစ်ပြီးအခုထတ်တိုးလူကြီးနှစ်တန်းခန့်နဲ့ဆိုရင်ငလင်းကြောက်စုစုပေါင်းမြန်မာပြည်သူ6သမ3တန်းကျော်ဟာအရေးပေါ်အကူအညီတွေနဲ့ကာကွယ်ဆောင်ရှောက်မှုတွေလိုအပ်နေတာဖြစ်ကြောင်း OCHA ရဲ့အစီရင်ခံစာ ာရသိရပါဗျ။တန်ရှင်းတဲ့တောက်သုံးရေးစံမိုင်းဆောင်ရှားမှုနဲ့အမှုအကမရှိဘဲနေထိုင်နေကြရသူတွေအခုချိန်ကြီးအများပြားရှိနေပါသေးတယ်။ပျက်စီးသွားခဲ့တဲ့လမ်းတွေအခြေခံအဆောက်အဦတွေနဲ့ဆက်သွယ်ရေးစနစ်ချုပ်ရင်းမှုတွေကြောင့်ငလင်ဘေးတင်ပြည်သူတွေစီအကူအညီတွေရောက်ဖို့ရလဲပုံမှုခက်ခဲလက်ရှိပါတယ်လို့ရှန်ကုန်မြို့ရှိ OCHA ကဧပြီလ12ရက်မှာထုတ်ပြန်ထားပါတယ်။ လူမှုခရုဏာလှုပ်သားတွေကဒေတာရင်းကကနအိုးပံပိုးကူညီသူတွေနဲ့အတူတကွငေးလင်းပေးတုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပေမယ့်လူဝဲချက်တွေဟာတုံ့ပြန်ဆောင်ရွက်နိုင်မှုတက်ပုံမများပြားနေတယ်လို့ OCHA ကဖော်ပြပါတယ်။ OCH ရဲ့စည်ရင်အရာငလျင်ကြောင့်မြန်မာပြည်သူ3600ကျော်တေဆုံးခဲ့ပြီး4800ကျော်ဒဏ်ရာရရှိက142ဦးပျောက်ဆုံးနေစေဖြစ်တယ်လို့သိရပါဗျ။ ဧပြီလ17ရက်မှာကုလသမဂ္ဂနဲ့မိဖက်အဖွဲ့အစည်းတွေဟာငလျင်ဘေးတင်ပြည်သူတသက်သမတသန်းစီအရေးပေါ်အကူအညီနဲ့အတူ2025လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ရေးအစီအစဉ်ကိုအမေရိကန်ဒေါ်လာ295သန်းဖြည့်ဆည်းပေးမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။နောက်ပြီးကုလသမဂ္ဂဘ ഹു အရေးပေါ်ရှမ်းမုံငွေအဖွဲ့ကငလျင်တုံ့ပြန်ဆောင်ရွက်ရေးအတွက်ဒေါ်လာ5သန်းထပ်မံခွဲဝေပေးခဲ့ပြီးအဲဒီဟာပထမပေးအပ်ထားပြီးဖြစ်တဲ့ဒေါ်လာ5သန်းကိုထပ်မံဖြည့်ဆွဲလိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့လူအခွင့်အရေး ိုင်ရာမဟာမင်းကြီးရုံကလည်းဧပြီလ17ရက်ထုတ်ပြန်ချက်မှာစစ်ကောင်စီအနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ပြီးငလင်ဘေးတဲ့ပြည်သူတွေပေါ်ထိရောက်တဲ့လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိနိုင်အောင်ခွင့်ပြုပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပြင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီကနေ့မနက်ပိုင်းရှင်းလင်းပြောဆိုမှုမှာအကြံဘက်စစ်ကောင်ဆောင်တွေဟာအခုလိုတဘာဝဘေးအန္တရာယ်ကြောင့်ရရှိတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုစစ်ရေးအတွက်အသုံးပြုနေတယ်လို့နိုင်ငံရေးအရာလည်းအမျက်ထုတ်ဖို့ကြိုးစားနေတာအထင်ရှားမြင်နိုင်တယ်လို့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ရှခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့အကျမ်းဖက်စစ်တပ်ကပသိမ်မုံရကလန်မာပေါ်မှာတာသနာပိုင်ရှင်များလူနာတင်ရင်များကိုအုံပြပြီးတက်ရွှေ့ပြောင်းတာတွေလုပ်နေတဲ့အတွက်ပြည်သူတွေကယူဆိုင်ကြဖို့ ARPDF 3 base ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အကျမ်းဖက်စစ်တပ်ကတချံကာလာအတွင်းပသိမ်မုံရကလန်မာပေါ်မှာတာသနာပိုင်ရှင်များလူနာတင်ရင်များကိုအုံပြပြီးတက်ရွှေ့ပြောင်းတာတွေလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ကယူဆိုင်သွားလာကြဖို့ ARPDF အမှတ်20ကိုပြူဟာကဒီကနေ့မှထုတ်ပြန်အသိပေးထားပါတယ်။ ဒါအပြင်အစံဘတ်စစ်တပ်ကအင်ကဘိုမျိုးနဲ့လေးမျက်နာမျိုးနဲ့ရေကြီးမျိုးနဲ့တွင်ရှိပသိမ်မုံရွာကလမ်းမပေါ်မှာပြည်သူလူထုနဲ့ပြည်သူပိုင်ရှင်တွေကိုဖမ်းဆီးတာပေါ်တာဆွဲတာငွေကြေးအဆမတန်တောင်းခံတာတွေပြုလုပ်နေတယ်လို့သတိပေးထားပါတယ်။ ဖန်စည်းထားတဲ့ရှင်တွေကိုအသုံးပြုပြီးတော့လေကျန်းဘက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတပ်ပြောင်းရွှေ့တာတွေဆောင်ရွက်နေသလိုအဲဒီတက်ရွှေ့ပြောင်းခြင်းကိစ္စရက်တွေကိုတကြံကာလအတွင်းမှာပင်ဆောင်ရွက်ပြီးသာသနာပိုင်ရှင်တွေလူနာတင်ရင်များကိုပါအသုံးပြုနေတယ်လို့အသိပေးထားတာပါ။ဒါကြောင့်မို့မိဘပြည်သူများအနေဖြင့်မလိုလားအပ်သောဆုံးရှုံးမှုများမဖြစ်ပေါ်စေရန်အထက်ဖော်ပြပါမျိုးနွယ်များအတွင်ရှိပဋိမ္မုံရာကာလမှာပေါ်ရင်ရှင်အသုံးပြုမှုအားအထူးသတိပြုဆင်ခြင်ဆောင်ရွက်သွားလာကြပါရန်လို့ ARD တိုင်းပြည်သူ့ကောင်ရေးတပ်မတော်ကထုတ်ပြန်ပါတယ်။ အကျံဘက်စစ်ကောင်စီကပြည်သူလူထုနေထိုင်ရာနေအိမ်ကျေးရွာတွေကိုရည်ရွယ်ချက်ရှိရှိလေးကြောင်းပရာမော်တာလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုကြောင်းပြည်သူလူထုအသက်အိုအိမ်စည်းစိမ်တွေပျက်စီးဆုံးရှုံးမှုကိုပါအသိပေးထားပါရယ်အကျံဘက်စစ်တပ်ကမတ်လ24ရက်ရေးကြီးမြို့နယ်မကြီးကုန်းကျေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူလူထုသေဆုံးမိတဦးတန်ရာရခဲ့ပါရယ်မတ်လ31ရက်မှာလေးမျက်နှာမြို့နယ်ဝါရော့ကင်းကျေးရွာကိုပရာမော်တာနဲ့တိုက်ခိုက်ရာ၄ဦးသေဆုံးမိတဦးတန်ရာရရှိခဲ့ပါရယ် ဆလဘီကော့ဂရိတ်တွင်ကြေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီတက်စကန်များကို KNL ပူပေါင်းမှမိတ်တပ်များကဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေပြည်သူများစစ်ဘေးရှောင်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကရင်ပြည်နယ်ကော်ရိတ်မြို့နယ်တွင်ကျေးရွာများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်နေတဲ့အကြမ်းဖက်စစ်တပ်၏စကားခစနစ်အနီးရှိစစ်စခန်းများကိုဝင်ရောက်တိုက်ခိုက်နေပြီးတိုက်ဝဲပြင်းထန်နေကြောင်း KNL မှမိတ်ပူပေါင်းစစ်ကြောင်းတရင်အရေးမြကရှန်ကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဧပြီလ14ရက်နေ့ညပိုင်းမှစတင်ကကော်ဂရိတ်မြို့နယ်ကျုံတိုလမ်းမရှိကျေးရွာများကိုဟောင်ဝင်းစာအမြောက်တင်ကတစ်စီးဖြင့်လိုက်လံပစ်ခတ်တိုက်ခိုက်နေသည့်အတွက်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကားခစနစ်အနီးရှိရှင်ခွဲတောင်နေရာတဝိုက်ကို KNL မှမိတ်ပူပေါင်း ောင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းယနေ့ဧပြီလ15ရက်နေ့နက်ပိုင်းအထိတိုက်ပွဲဆက်လက်ပြင်းထန်ဖြစ်ပွားနေကြောင်းသိရသည်အကြံဖက်စစ်ကောင်စီတိုက်ကျုံတို့ခမရ945တရင်နဲ့ခမရ946တရင်တို့ကညာပိုင်းတွင်၎င်းတို့ထိန်းချုပ်ထားသည့်ရှင်ခွဲတောင်လမ်းမိုင်းမှနေ၍ပြည်သူများရှိနေသည့်ရေဘူးကြီးကော်ဝါလဲဝင်းပြနောင်တမန်တမိန်တို့ တောင်ကမန်ရိုင်းမိကလုံးကန်းဒီကြီးရွာများကိုလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်နေခြင်းဖြစ်ကြောင်းသိရှိရသည်ထို့သောပြည်သူများကိုဦးတည်၍လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းကြောင့် KNL နှင့်မဟာမိတ်ပူးပေါင်းတပ်များကရှင်ခွေတောင်တဝိုက်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဒီကောင်တွေပြည်သူတွေရှိတဲ့ရွာတွေကိုညာတိုင်းလက်နက်ကြီးတွေနဲ့လိုက်ပစ်နေတာအဲ့ဒီတော့ KNL နဲ့ PDF တွေကတီးမခံနိုင်တော့လို့ဒီကောင်တွေရှိတဲ့နေရာကိုဝိုင်းတိုက်တာအခုတိုက်ပွဲတွေပြင်းထန်နေတယ်ရွာသားတွေကတာမညာဘက်ရွှေဖြူချောင်းဘက်ပြန်ရှောင်နေကြပြီဟုစုံတိုးဒေသခံစစ်ရေးတရင်ရင်မြစ်က ပြောဆိုသည်ထို့သောတိုက်ပွဲပြင်းထန်နေခြင်းကြောင့်ယနေ့ဧပြီလ15ရက်နေ့နနက်9:00နာရီကျော်ခန့်တွင်ကွန်ကရစ်တောင်ပိုင်းဝင်းကကြီးရွာဘက်သို့အကြမ်းဖက်စစ်တပ်ကလင်းပြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည် ညာကပြစ်ထဲတာကမရိုက်ကြီးမိကလုံဘက်တောင်ကြားရင်တမိန်တို့ဘက်ကြားရလို့ပြောတယ်။မိကလုံကဖောင်စိတ်ဘက်နှလုံးကြားရမှာဖုန်ကြီးကြောင့်အလုံးကြီးအဆဆင်ပြီးအိမ်သုံးလုံးထိတယ်။လူအထီးကမရှိဘူး။အခုမနက်ကရင်ခွဲတောင်ဘက်ဖြစ်နေတယ်။ခုနကပဲဝင်းကရွာဘက်ကိုလေရင်နဲ့ကျဲသွားတယ်။အထီးကမတိရသေးဘူးဟု KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းတရင်ရဲမြက်ကပြောဆိုသည်။လက်ရှိချိန်တွင်ကျုံတို့မြို့ဝင်းနာချံကုန်းကရင်စုနှင့်ကိုတိုင်းငါးတိုင်းကောက်ဝါလေကြီးရွာများတွင်အကြမ်းဖက်စစ်တပ်ကကာကင်းစစ်ကြောင်းများဖြန့် က်ကင်မုံချထားပြီးဒီကြောင့်မှလည်းကင်းထောက်ပြန်တမ်းမှုရှိနေတဲ့အတွက်ဒေသပြည်သူများသည်ဂျိုင်းမြစ်တစ်ဖက်ကန်ကြေးရွာများနဲ့တာမညကြေးရွာဘက်ကိုနေရွစွန့်ခွာရွှေ့ပြောင်းတိမ်းချောင်းမှုများရှိနေကြောင်းသိရသည်ပြည်သူများကိုလက်နက်ကြီးဖြင့်ပစ်ခတ်နေသည့်ရှင်ခွဲတောင်နေရာတဝိုက်သည် TKBA BGF နှင့်စစ်ကောင်စီတပ်များကထိန်းချုပ်ထားသည့်နေရာဖြစ်ပြီးကုန်နင်ကားများနဲ့ခီးသည့်တင်ကားများကိုဝါတာဂိတ်များဖွင့်ကပတ်စံကောက်ခံနေသောနေရာဖြစ်ကြောင်းသိရသည်